အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာခဲပကြီးပညာဒါနတင်ကန်းစာ6ဖြစ်တဲ့အကင်းမောင်ကိုအတူတဲ့သဘောတရားအနေနဲ့ရေးဆွဲပြမှာဖြစ်ပါတယ်အမှန်တော့တင်ကန်းစာ5 perspective သဘောတရားကို TPP legend ပြီးဆိုရင်ဒီလေးမောင်တို့တဲ့မတင်ခင်ပေါ့နော်ဂျားထဲမှာ circle perspective တို့ phone တွေကိုလေ့ကျင့်ရတဲ့တင်ကန်းစာတွေရှိပါသေးတယ်ဒီမှာတော့ပညာဒါနအနေနဲ့တင်ပေးတာလည်းဖြစ်တယ်ဒီတော့လူပေါ်သူဆက်တက်ဖို့အတွက်တင်တာဖြစ်လို့၃ဖြစ်နည်းတွေကိုအသုံးများတဲ့တင်ကန်းစာတွေကို ပဲအဓိက update လုပ်ပေးသွားမယ်နော်ခုကြော်လိုက်တဲ့တင်ကန်းစာတွေကိုအားရင်အားသလို update လုပ်ပြီးတွားပါမယ်ဒီထက်အတေးစိတ်တည်ချင်တယ်တက်ချင်တယ်ဆိုရင်တော့တင်တန်းလေးလာကြလို့ရပါတယ်ဒီ channel ရဲ့ decoration မှာ TikTok account link လေးချပစ်ထားပါတယ်အဲ့ link လေးကနေလာဆက်တွေ့လို့ရပါတယ်เนาะကဲတင်ကန်းစာဆက်လိုက်ကြရအောင်ရေတင်ကန်းစာတွေမှာ တော့ shape တွေ font တွေရဲ့တဘောတရားကိုပြောပြခဲ့ပြီးပြီးမတိတည်ရင် ပေါ်အားလင်းမှာချလိုက်ပါခုကတော့အဲ့ဒီ shape တွေကို font ဒူးတဲ့ဘောပေါ်အောင်သုံးဖြည့်မှဖြည့်တယ်လေ့ကျင့်ရင်တော့အရာဝတ္ထုပုံတွေအများကြီးလေ့ကျင့်ရမယ်เนาะခုကတော့တဘော ုံပဲသုံးတွေဖြည့်ရင်လည်းရှင်းပြသွားမယ်။ကဲဒီဘုတ်လေးကိုဆွဲပြမှာဖြစ်လို့ဒီဘုတ်လေးအတိုင်းအောက်လိုင်းကောက်ပါမယ်။ဘောင်လေးအရင်ခတ်ပါနော်။သုံးတွေအပြင်ထွက်မှာဆိုလို့ပါ။အောက်လိုက်ကောက်ရင် ခဲတံကိုပပလေးကင်ပြီးတော့ကောက်တော့မှားသွားတဲ့အခါမှာပြန်ဖြဲရလွယ်အောင်လို့ပါကုလို့ချင်းနဲ့စကေးတစ်ခုရဖို့ကအချိန်ပေးနိုင်ရမယ်တီးခတ်ရမယ် မလောပဲနဲ့ဆက်ရှိနေလေးလာတင်ယူပါတင်ယူမှုတွေကို နေ့တိုင်းလုပ်လေပိုကောင်းလေးပါပဲလေးလာပါလေ့ကျင့်ပါအချိန်ပေးပါနော်ဒီမှာတော့ outline ကိုလက်တံပဲကောက်လိုက်ပါ ပုံကြီးတွေရန်ခတဲ့ပုံတွေဆိုရင်တော့ grade application နဲ့အကွက်တရားလေးချပြီးကောက်ပါ outline ကောက်ပြီးဆိုရင်တော့သုံးစချင်မဲ့သုံးချက်ရဲ့အခါအရင်ဆုံးဘယ်နေရာကစချင်ရမလဲဆိုတော့ကြည့်ပါစချင်မဲ့နေရာကဘာသုံးလဲဘာခဲတံကိုသုံးရမလဲဆိုတာအဆုံးဖြတ်ရမယ်ဒီနေရာလေး လေး box ရဲ့အပေါ်မျက်နှာပြင်ကနေစရည်မှမို့ဒီမှာတုံးထားတဲ့တုံးကတော့အနုဖြစ်တယ်ဒါကြောင့် SP ဆိုတဲ့ခဲတဲ့နံပါတ်လေးကိုရွေးပြီးတုံးပါမယ်လက်ကိုဖော်ပြီးတော့ခဲတဲ့ကိုဖွားဖွားလေးကင်ပါခဲတဲ့ကိုတော့လက်တော့လုံးလောက်ကခွာပြီးတော့ကင်ပါဒီတိုင်းလေးဘယ်ညာဘယ်ညာချစ်သွားပါတုံးအနုဖြစ်လို့ခဲတဲ့ကိုဖွားနိုင်တယ်များဖွားပါနော်ပုံကိုတေချာကြည့်ရင်တော့ဒီဘက်ထောက်လေးကပို့ပြီးတော့မှရင့်တယ်ဒါကြောင့်ဒီနေရာလေးကို SP နဲ့လေ ရတလွာထက်လိုက်မယ်တအားမရင်အောင်တော့အနေငယ်လေးပဲဒါဆိုဒီဘက်သုံးထပ်ကိုပိုရင်သွားပါပြီဒီလိုမျိုးလေးကိုဆွဲမဲ့ပုံကိုတေချာကြည့်ပြီးတော့တုံးတွေခွဲရတာဖြစ်တယ်နောက်ထပ်ဒီဖက်မျက်နှာပြင်ကိုရေးမယ်ဒီမှာပြောချင်ရှိတာက ပုံရိုးတဲ့အခါကိုလိုချင်တဲ့တုံးကိုလေးရတစ်ထပ်တည်းခဲတဲ့တစ်ချောင်းတည်းနဲ့ချိန်လို့မရပါဘူး။တုံးကအနုကနေအရင်တက်လွှာပြီးတက်လွှာထပ်သွားပေးရတယ်။ ခဲတဲ့ဆိုရင်လည်းတောင်းနှူတဲ့နံပါတ်ကနေတဖြည်းဖြည်းရင့်သွားတဲ့နံပါတ်တွေကိုသုံးပေးရပါမယ်ကိုဒီမြန်နေပြီကိုတော့ခဏကတုံးခဲနူတဲ့နံပါတ်ဖြစ်တဲ့ SP ကိုတုံးပြီးတော့တထက်ချေပါတကယ်ကျွမ်းကျင်သွားပြီဆိုရင်ခုလိုခဲတဲ့နံပါတ်တွေကိုအတေးစဲရွေးစရာမလိုခုကတော့ beginner တွေအတွက်တင်ပြတာဆိုတော့ခဲတဲ့နံပါတ်တွေနဲ့တိတိကျကျရေးကြမယ်နော် ်တကယ်တကယ်ကျွမ်းသွားရင် ကြီးလိုက်တယ်နဲ့ဘာတော့ဟိုတုံးထားတာလဲဘယ်နှဘက်ကိုတုံးရမလဲဆိုတာတန်းသိရဲ့ဒါကြောင့်မြင်များလေ့ကျင်းပါ HB နဲ့တပြင်းညီထပ်ပြီးရင် refrigerant ပုံကားလိုရင်းတဲ့နေရာကိုပြန်ထပ်လိုက်နော်ပုံစားဆွဲတဲ့တူတွေဒီနည်းကိုတော့မတောင်းလဲပို့ပြီးတော့ညက်ပါတယ် SB နဲ့ချဲ့ပြီးရင်တဆင်းရင်နဲ့ B နဲ့ချဲ့ပါ ပထမတထက်ကိုတပြေးနီးချပါဒုတိယတထက်ကိုတော့ရင်းတဲ့နေရာကိုတလှော်ထပ်ပါလရဲ့ဖီယာပေါ်မူတည်ပြီးတော့တုံးကအယောင်ပြောင်းပါတယ်။ဒါကြောင့်ဘီနဲ့ချဲ့လို့လိုချင်တဲ့တုံးမရသေးရင်တူးဘီနဲ့ထတ်ချင်တော့ဒီမှာလဲလိုချင်တဲ့တုံးမရသေးလို့တူးဘီနဲ့ထတ်ချင်မယ်။တူးဘီရဲ့ပထမတစ်ထပ်ကိုတပြေးညီချင်မယ်။ ုတိယတစ်ထပ်ကိုတော့ရင်းတဲ့နေရာကိုချဲပါမယ်ပြီးရင်နောက်ထပ်မျက်နှာပြင်ကိုသုံးဖြည့်မယ်နော်ခဏပါသုံးတွေလိုပဲတလှှချင်းရင်းသွားမှဖြစ်လို့ HB B 2B ရဲ့ကိုပဲသုံးထားမယ်ဒီသုံးမျိုးစီရဲ့ပထမတစ်ထပ်ကိုတပြေးညီချဲဒုတိယတစ်ထပ်ကိုရင်းတဲ့နေရာကိုချဲသွားပါဒီမျက်နှာပြင်ကမျက်နှာပြင်တော့ခုလုံးမှရင်းစောပါနော် အလင်းကဆန့်ကျင်ဖက်မျက်နှာပြင်က ထိုးတာမလို့ဒီမျက်နှာပြင်မှာအရေးလာကြပြီးတော့တုံးကယင့်သွားတာဖြစ်တယ်။ခဲတံသုံးမျိုးကိုသုံးပြီးဆိုရင်နောက်ထပ်4ပြီးကိုသုံးပြီးတော့ယင့်တဲ့အပိုင်းကိုချဲ့ပါ။ခဲတံကိုလက်သုံးလုံးကနေဖွဖွားလေးကင်ပြီးတော့ပညာပညာချဲ့သွားပါ။လေယာရီများလေးသုံးက ပုံရက်လေးပဲဒါကြောင့်လေယာများများထပ်ခိုင်းတာပါကိုလိုချင်တဲ့သုံးကိုတလှတဲ့ရေးမရပါဘူးเนาะ သလွားပြီးသလွားထပ်သွားရပါတယ်။ဘောက်စ်လေးရေးပြီးဆိုရင်နောက်ထပ်ဒါလေးကိုတုံးဖြည့်ကြမယ်။ဒီပထမမျက်နှာပြင်ကို SB အောက်ခံထားပြီးရေးမယ်။ပထမအလွှာကိုတပြင်းကြီးထပ်မယ်။ပြီးရင်ဒုတိယအလွှာအနေနဲ့ရှင်းတဲ့နေရာကိုထပ်မယ်။နောက်ပြီးတော့ B နဲ့ခဏကားလေးရအတိုင်းထပ်ပါ။ပြီးရင်တူပြီးကိုလည်းခဏတုန်းကလေယာလေးတိုင်းထပ်ပါ လင်းတဲ့နေရာလေးတွေကိုတောင်းနုလေးပဲဖြည့်ပါနော်ပြည့်ရဲ့ဒီလုံးနေတဲ့မျက်နှာပြင်ကိုတော့ဘတ်စမာတုံးကနောက်ဆုံးမျက်နှာပြင်ရေးခဲတယ်လို့မျိုးလေးထပ်ပါ SBB 2B တွေကိုပထမလွှာမှာတပြင်းကြီးထပ်ပြီးတော့ဒုတိယလွှာမှာရေးတဲ့နေရာလေးတွေကိုထပ်အနေတိုင်းလေးရေးပေးပါနော်ခဲတံကိုလက်တော်လုံးကနေကင်ပြီးတော့မဖြည့်ပဲနဲ့ရေးပါနော် တောင်းတွေညံ့နေအောင်တက်ခွာပြီးတော့ထပ်ရတာဖြစ်တယ်ဆက်ရှိပြီးပါမလို့ပါနဲ့နော်အရင်တင်ရစားတွေမှာကောင်တာလိုင်းကိုရှင်းပြခဲ့တယ်လုံးဝနဲ့မျက်နှာပြင်ကိုကောင်တာလာတိုင်းရေးပေးပါအမောင်နေရာကိုတော့4ပြီနဲ့ထပ်ပါအရေးကူတော့ဒီမှာ4ပြီလေးနဲ့ထပ်လိုက်ပါတုံးလေးမညက်ပဲဖြွာနေရင်တော့တက်ရှူလေးနဲ့ဗလန်လိုက်ပါဗလင်းအမောင်လေးချက်ချပြီးတုံးလေးတူချထဲပါပြီးရင် background ချင်မယ် background ကိုတော့ HP လေးနဲ့ထပ်ရုပ်လေးချလိုက်တာ။ပညာချပြီးချလိုက်ပါ။ line ကြီးတွေမပေါ်ပါစေနဲ့ profile လေးနဲ့ချပါ။ဒါဆိုရင်တော့အလင်းမှသဘောတရားလေးကိုပုံရိပ်ပြရင်နဲ့ရှင်းပြပြပါပြီ။နောက်ထပ်ပညာဒနာ video တွေ update ပေးအောင်မှမလို့ subscribe လုပ်ပြီးခဲ့ကြပါအောင်နော်။နောက် video မှာပြန်တွေ့ပါမယ်။အားလုံးပဲ bye bye ။